အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တည်းအားလုံးမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအာဂရာသစ်တွေကိုကြည့်ရမစွေတော့ဒီကုလက်ရှိပါတော့ Inter Miami သင်းရဲ့ Superstar Leo Messi က2028ထိကလပ်သင်းနဲ့တက်တန်းတိုးစာချုပ်ချိုးဆိုလိုက်ပြီဖြစ်ပါတယ်ဒါ Inter Miami အသင်းအနေနဲ့ Leo Messi ကို နောက်ထပ်၃နှစ်တက်တန်းထပ်တိုးဖို့သဘောတူညီရရှိပြီးသူကိုယ်တိုင်ကလည်းဒီသင်းရဲ့ project ကို ရုံရုံချီချီနဲ့လက်ခံခဲ့တာဖြစ်တယ်။လီယိုမက်ဆီကအင်တာမိုင်ယာမီရဲ့လာမယ့်300သီမှာအမေရိကန်ဒေါ်လာတန်150အပြင်အင်တာမိုင်ယာမီရဲ့ share ပိုင်ဆိုင်ခွင့်အပြင်အခြားခံစား권အနေနဲ့2028ထိလက်ခံလိုက်တာဖြစ်တယ်။တစ်ဖက်မှာအင်တာမိုင်ယာမီရဲ့ super star လီယိုမက်ဆီကဟိုတနေ့တုန်းက Major League ရဲ့ MLS Cup ပြိုင်ပွဲရဲ့ပထမအဆင့်ပွဲစဉ်မှာ Nashville ကိုသူ twin goal နှစ် goal twin ခဲ့တယ်။ဒါက လီယိုမက်ဆီတို့ကတနစ်တာ2025အတွင်းမေဂျာလိပြိုင်ပွဲတစ်လျှောက်လုံးမှာတိုတယ်တွင်းကို39ခုတိရှိပြီးတော့ဒါကမေဂျာလိသမိုင်းတစ်လျှောက်တနစ်တွဲမှာဂိုးများဆုံးတွင်းတဲ့ ဂျန်ဒီပဝန်ကာနဲ့ကာလော့စ်ဗီလာတို့ရဲ့38ဂိုးစံချိန်ကိုချိုးခဲ့ပြီးတော့39ဂိုးနဲ့စံချိန်တင်ခဲ့တာဖြစ်တယ်။ AC မီလန်အသင်းကသူတို့ရဲ့နောက်ခံလူအတွက်ခင်မင်ဂျေကိုဘိုင်မြူနစ်အသင်းကဆက်သွဲနေပါတယ်။ဘိုင်မြူနစ်အသင်းကသူတို့ရဲ့နောက်ခံကစားသမားကိုရောင်းချဖို့ရှိတဲ့အတွက် AC မီလန်အသင်းကခင်မင်ဂျေကိုတောက်လျှောက်လိလာနေပြီးခေါ်ယူဖို့ဆန္ဒရှိတာပါ။တဖက်မှာတော့ဘိုင်မြူနစ်အသင်းကသူတို့ရဲ့လူငယ်ကစားသမားဖာဗယ်လိုဗစ်ကိုအ ਨੇ စုံယူရို80တတ်မှတ်ထားတယ်။ပရီးမီယာလိကမန်ချက်စတာယူနိုက်တက်အပါအ ါဝင်ထိပ်တန်းကလပ်အများစုစိတ်ဝင်စားနေတဲ့အချိန်မှာလောလောဆယ်မှာတော့ဘိုင်ယန်မြူနစ်ကပြောင်းရွှေ့ချေအလောက်တတ်မှတ်ထားပြီးတော့ဒီစားမလေးကိုကွန်ပဏီကစက်ထိန်ထားဖို့ဆန္ဒရှိကြောင်းဆိုပါတယ်ဘာဆိုနာအသင်းက ဝင်လေကစားပါ Frankie တယောက်ရဲ့အပီးသက် contract အပါဝင်အခြား contract ကိစ္စတွေကိုတပြိုင်တည်းဆောင်ရွက်လျက်ရှိတယ်။ဒီယောက်က2029ထိသက်တမ်းထပ်တိုးဖို့သဘောတူထားပြီးတော့မကြမီမှာပဲစာချုပ်ချုပ်ဆိုသွားပဲရှိတယ်လို့ဖော်ပြထားတယ်။တစ်ဖက်မှာ Frankie တယောက်က Barcelona အသင်းမှာလောကလာစာကတတိကိုယူရို12တန်းထိရယူမှာလည်းဖြစ်တယ်။တစ်ချိန်တည်းမှာပဲ Atletico Madrid အသင်းက Barcelona ရဲ့တိုက်စစ်မှု Robert Lewandowski ကိုကမ်းလှမ်းထားပါတယ်။ Lewandowski ကရာသီကုန်မှာစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တဲ့အတွက် Atletico Madrid အသင်းက Lewandowski ကို Luis Suarez တို့ ဒါဗစ်ဗီယာတို့ခေါ်ယူခဲ့တဲ့ပုံစံအတိုင်းခေါ်ယူဖို့ကြိုးပမ်းလျက်ရှိတာပါရီယယ်မက်ဒရစ်အသင်းကဂျူဗန်တက်စ်ရဲ့တောင်ပန်ကစားမကန်နန်ယယ်တစ်ကိုတောက်လျှောက်သဘောကျနေတယ်အသက်22နှစ်အရွယ်ရှိတဲ့တူတကီလူငယ်ကစားမလေးကိုအာစနယ်တို့ချယ်ဆီတို့ကစိတ်ဝင်စားတယ်ပြီးခဲ့တဲ့နွေရာသီတုန်းကချယ်ဆီကယူရို68တန်းနဲ့ကာလာမှုကိုပေချခံရပြီးနောက်ဂျူဗန်တက်စ်ကတော့စာချုပ်တက်တန်းတိုးဖို့လုပ်ပြီးတော့မက်ဒရစ်ကတန်း100လောက်တိသုံးပွဲရှိတယ်လို့ဆိုပါတယ်ရီယယ်မက်ဒရစ်အသင်းက ကီလီယန်အမ်ပါပေးနဲ့လည်းတငယ်ချင်းဖြစ်သလိုလက်ရှိမှာကလပ်အသင်းတို့ကလူအပ်နေတဲ့ကွင်းလယ်ပိုင်းတို့ကတူရန်ကိုစိတ်ဝင်စားလေးရှိတယ်ဂျူဗန်တက်စ်အသင်းရဲ့ကွင်းလယ်ကစားမတူရန်ကိုစိတ်ဝင်စားပြီးတော့အမ်ပါပေးရဲ့စီအိုမှုနဲ့ဒူးစီးရီကလပ်အသင်းရှိကခေါ်ယူဖို့စိတ်ဝင်စားလေးရှိပြီး တန်း60လောက်ကြနိုင်ပွဲရှိတယ်လို့ဆိုထားပါတယ်။ LAFC အသင်းရဲ့တောင်ကိုရီးယားစူပါစားယူမင်ဆွန်တယောက်မေဂျာလိပြိုင်ပွဲပြီးတဲ့အခါမှာဥရောပကိုအငားလာကစားဖို့စဉ်းစားလေရှိတယ်။ဒါကျွန်တော်တို့အခုဒေးဗစ်ဘက်ခမ်းကမေဂျာလိကိုရောက်လာတဲ့အချိန်မှာဥရောပကလပ်တွေကိုအငားပြန်သွားတဲ့အစဉ်လာအတိုင်းပဲ လက်ရှိမှာ LAFC ရဲ့ဆုံးက AC Milan အသင်းကိုပြောင်းရွှေ့ဖို့ဆွေးနွေးလျက်ရှိကြောင်းဖော်ပြလျက်ရှိပါတယ် Chelsea အသင်းနဲ့ဒါတစ်ဖက်က ISK Morocco တောင်ပံကစားမှ Hakan Ziyech ကတော့အခုလောလောဆယ်မှာ Morocco Club အသင်းကိုပြောင်းရွှေ့ပါပြီ Morocco Clatite Club ဖြစ်တဲ့ Wydad Club အသင်းကိုအလို့ပြောင်းရွှေ့ခြင်းနဲ့ Ziyech ကပြောင်းရွှေ့ပြီးတော့သူ့ရဲ့မွေးရမြေကိုပြန်သွားပြီဖြစ်ပါတယ်တစ်ဖက်မှာတော့ Manchester City က Matthew Kovacic အပေါ်ကန်လာလာတဲ့ကန်လာမှုတွေကိုလက်ခံစဉ်းစားတော့မယ်လို့ဆိုပါတယ်အ သက်32နှစ်အရွယ်ရှိတဲ့ကိုဗစ်ချေကဒဏ်ရာပြဿနာတွေတောက်လျှောက်ရုန်းကန်နေရတဲ့အချိန်စီတီကသူ့ကိုရောင်းချဖို့ပြင်ဆင်ပြီးကာလမှုတွေကိုလက်ခံတော့မှဖြစ်ကြောင်းဆိုထားတယ်။လက်ရှိမှာ AC Milan အပါဝင်ကလပ်အသင်းချိုးကသူ့ကိုစောင့်ကြည့်လေရှိပါတယ်။ Man City ကတော့နောက်ခံလူ John Stones ချက်ခိုင်မှုသာပြေဝရင်းတတ်တန်းထပ်တိုးဖို့အသင်းရှိကြောင်းဆိုထားတယ်။ဒီ2025အကုန်26မှာ John Stones ကစာချုပ်တတ်တန်းကုန်ဆုံးမှဖြစ်ပြီးတော့အလွတ်ပြောင်းရွှေ့ခြင်းဖြစ်မှာဖြစ်ပေမဲ့ Manchester City က John Stones ကိုနောက် ောက်ထပ်2နှစ်နဲ့3နှစ်ကြာတက်တန်းထပ်တိုးပွဲရှိကြောင်းဆိုပါတယ်တချိန်တည်းမှာပဲ Manchester City ကညာနောက်ခံလူတယောက်ကိုစောင့်ရသည်မှာဝေယူဖို့ပြင်ဆင်ထားတဲ့ Matthias Nunan နဲ့ Rico Lewis ကစားနေသည့်တိုင်အောင်တစ်ဖက်က Cristiano ရှိနေပေမဲ့ တကယ် proper ညာနောက်ခံလူတယောက်ကိုသူတို့ဘက်ကခေါ်ယူဖို့စောင့်ရတီမှာချင်းကတ်တော့မှာဖြစ်ကြောင်းဆိုပါတယ်။ Aberichi ASA ကပြီးခဲ့တဲ့နွေရာသီတုန်းကထော်တန်ရဲ့ကာလာမှုကို Palace ကလက်ခံတဲ့အတွက်ကျွန်တော် Palace ကနေ Spa ကိုတွားဖို့လုပ်နေတော့မှာ Arsenal ကကြားဖြတ်ဝင်လာပြီးကာလာမှုတော့ ချက်ချင်းပဲအာစနယ်ကိုလက်ခံခဲ့ပြီးထော်နာဟော့စပါကိုပယ်ချခဲ့တဲ့အကြောင်းသူကဝန်ခံခဲ့တယ်။ဒါအာစနယ်ကိုရောက်လာတဲ့အချိန်မှာချန်ပီယံဆူပလာတွေကိုချိန်ချောက်နိုင်မဲ့အသင်းတစ်သင်းရဲ့ pressure တွေနဲ့အတူ Crystal Palace မှာကစားတာနဲ့ completely different pressure ဖြစ်ကြောင်းသူကထုတ်ပေါ်ပြောကြားခဲ့ပါတယ်။ Mikel Arteta ကတော့ဒီနေ့ရာသီမှာအာစနယ်အသင်းတွဲ Champions League ရော Premier League ရောအပါအဝင်ဆူကလာအားလုံးဟာအရေးကြီးတဲ့ဆူပလာတွေဖြစ်ကြောင်းနဲ့ဆူပလာတွေဟာတံမိုးထားပြီးတော့သူတို့ဘက်ကအကောင်းဆုံးရှင်ပြိုင်သွားမှာ ာဖြစ်တယ်လို့ဆိုပါတယ်အာစနယ်အသင်းရဲ့တိုက်စင်မှုဖြစ်တဲ့ခိုင်ဟာဘက်ကတော့ပြန်ကစားနိုင်ဖို့နှိစက်နေတဲ့အတွက်သူ့အနေနဲ့ကလပ်ရဲ့တိုက်စင်ပိုင်းမှာပါဝင်နိုင်ခွင့်ရဖို့စိတ်အားထက်သန်လျက်ရှိတယ်ခိုင်ဟာဘက်ကရာသီအစပွဲစဉ်မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာဒဏ်ရာရရှိခဲ့ပြီးအိုက်ဒူးဒန်ယာကိုအသေးစားကူစားခွဲစိတ်ထားတာဖြစ်ပြီးတော့လက်ရှိချိန်ထိနားယူနေရပြီးဒီလကုန်မှာပြန်လာပွဲရှိကြောင်းဆိုထားပါတယ်ချက်စီတင်းကတော့အခုလောလောဆယ်မှာဘိုးဖွဲရဲ့အလိုချက်ကြောင့်ပေါ်တူရဲ့စပိန်တိုက်စင်မှု ဆမ်ဝဲကိုသဘောကျတယ်ဒီကစားမကိုပေါင်89တန်းယူရိုတန်း100လောက်ထိဈေးရှိတဲ့အချိန်ချက်စီကအိုက်ကစားမရဲ့အခြေအနေကိုတောက်လျှောက်လေ့လာလက်ရှိကြောင်းပေါ်တူဂီမီဒီယာဘိုလာကဖော်ပြပါတယ်ချက်စီအနေနဲ့နွေယာတီမာဂိုးသမားအသစ်တေချာပေါက်ခေါ်ယူမှာဖြစ်တဲ့ရောဘတ်ဆန်ချက်ပေါ်ယုံကြည်မှုရှိသည့်တိုင်အောင်လာမယ့်နွေယာတီမာဘာဆိုနာရဲ့ဂိုးသမားမာအန်ဒရီတက်စီကနဲ့အေစီမီလန်ဂိုးသမားမိုက်မန်ညိုတို့နှစ်ယောက်ကိုချက်စီကခေါ်ယူဖို့ဆန္ဒရှိနေတာပါချက်စီသင်ကအခုလောလောဆယ်မှာ အန်ဇိုဖလန်ဒက်စ်ပေါ်ကိုရောင်းချမယ်ဆိုတဲ့သတင်းတွေကိုပေချလိုက်တယ်။မြန်မာတွေကစိတ်ဝင်စားတဲ့အတလတီကိုမတွေ့ကစိတ်ဝင်စားတဲ့ဆိုတဲ့သတင်းတွေတက်လာပေမဲ့ချက်စီကအန်ဇိုဟာကလပ်နဲ့ဒူ2032ခုနှစ်ထိစာချုပ်ကျန်ရှိသူဖြစ်ပြီးတော့ရောင်းချဖို့အစီအစဉ်မရှိကြောင်းနဲ့သူ့ကိုတကယ်လို့ရောင်းချမယ်ဆိုရင်လဲစိုင်းချိန်တင်ပေါင်တန်း120 130လောက်ထိဈေးသတ်မှတ်ဖို့ရှိကြောင်းဆိုပါတယ်။မန်ယူနိုက်တက်အသင်းကအတလတီကိုမတွေ့နဲ့လမ်းခွဲဖို့ရှိတဲ့ပွင့်လေကစားမခေါနာကလကာကိုတောက်လျှောက်ဆက်သွယ်ထားတယ်။ပြီးက ဲ့တဲ့နွေရာသီဈေးကွက်ပိတ်ခံပြီးမှာ United ကခေါနာကလကာကိုအငားနဲ့ခေါ်ယူဖို့ကမ်းလှမ်းပေမဲ့ ီကိုကအပိသက်တာရောင်းချခြင်းလို့ပြက်ပြေခဲ့တာဖြစ်ပြီးတော့ဒီတစ်ချိန်မှာ United ကတန်း40လောက်နဲ့ခေါ်ယူပွဲရှိလာပါ Manchester United ကပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ Athletic Club ရဲ့အင်ကွင်းသွားပြီးတော့ကွင်းလယ်ကစားမ Ohan Sanchez ကိုသွားရောက်လေ့လာခဲ့တယ်ဒီကစားမက Ruben Amorim သဘောကျတယ်တကယ်လို့ Bruno Fernandes ကထွက်သွားရင်အစားထိုးခြင်းသူဖြစ်ပြီးတော့သူ့ရဲ့တန်ကြီးက Euro 80လောက်ရှိကြောင်း Spain Media တွေကပေါ်ပြပါတယ် Sporting Lisbon ရဲ့အသင်းကောင်းဆောင်ကွင်းလယ်ကစားမ Modern Quayman က ဂျော်ဂျီစာချုပ်ဟာပေါင်တန်း90ဖြစ်ပြီးတော့မန်ချက်စတာယူနိုက်တက်ကတော့တန်း90လောက်နဲ့ခေါ်ဖို့ဆန္ဒရှိကြောင်းပေါ်တူဂီကဘိုလာကပဲဖော်ပြထားတဲ့စပိုတင်သင်္ကောင်းဆောင်ဟာရူဘင်အမရိုနဲ့လက်တွဲညီသူဖြစ်ပြီးသူ့ရဲ့ဆရာရှိတဲ့မန်ယူနိုက်တက်ကိုပြောင်းရွှေ့ဖို့ဆန္ဒရှိကြောင်းနဲ့ တန်း90လောက်နဲ့ရနိုင်ဖို့မျှော်လင့်ထားတယ်လို့ဆိုပါတယ် Everton အသင်းကသူတို့ရဲ့တိုက်စီမူဟာ Richardson ကိုပြန်ခေါ်ဖို့လုပ်နေပါတယ် Tottenham Hotspur အသင်းကသူ့ကိုရောင်းချဖို့ရှိပြီးအသက်28နှစ်ရွယ်ရှိတဲ့ Richardson ကိုလာမယ့် January ကာလမှာတန်း40လောက်ရရင် Spurs ကရောင်းချသွားဖို့ရှိကြောင်းဆိုထားတယ် Spurs အသင်းနေနဲ့ဘိုးနောက်ခံလူတယောက်သေချာပေါက်ခေါ်ယူဖို့တောင်းလျှောက်ကြိုးပမ်းနေတယ်မကြာခဏတန်ရနေတဲ့ Christian Romero နဲ့တကောက်ကြောတရာအတွက်အမြဲစိုးရိမ်ရတဲ့ Mickey Van de Ven တို့ကြောင့်ခံစီမှုတယောက် ေချာပေါက်ခေါ်ယူမှာဖြစ်ကြောင်းဆိုပါတယ်လီဗာပူးအသင်းကနေမိုဟာမက်ဆာလက်စ်ကဇန်နဝါရီကာလမှာထွက်ခွာမှာပုံကြောင်းဆိုထားတယ်ဆာလက်စ်ကအခုဒီအပိုင်းမှာလီဗာပူးပြေးသက်တီကစားမအချို့အသင်းပြေးသက်တီနဲ့အဆင်မပြေဖြစ်နေတဲ့အချိန်မှာမိုဆာလက်အနေနဲ့ယာတီကုံမပဲလမ်းခွဲဖို့ဖြစ်နိုင်ချေရှိပြီးတော့စောင်းယာတီမှာအသင်းမှာဆက်နေပွေရှိကြောင်းဆိုပါတယ်ဘုံမောက်အသင်းကသူတို့ရဲ့တောင်ပန်ကစားမအန်ထွန်ဆမန်းညိုကိုလူချည်ရင်ပေါင်85တန်ပေးရမယ်လို့သတ်မှတ်လိုက်တယ်လီဗာပူးကဆမန်းညိုကိုပြီးခဲ့တဲ့ရက်သက တပတ်အစောပိုင်းတွေကတွားရောက်စကားပြောဆိုထားပြီးတော့စမန်ညိုရဲ့ပြောင်းရွှေ့ကြီးထက်ယိုကြီးစာချုပ်ကိုသူတို့ကရှာဖွေနေတာဖြစ်တယ်။တစ်ဖက်မှာတော့လီဗာပူးအသင်းရဲ့နောက်ခံသူခနာတေးရဲ့ contract ကမရေရာတဲ့အချိန်အီဘရာဟီမာခနာတေးရဲ့ contract ကိစ္စကို club ဘက်ကအ мян ဆုံးအဆုံးသတ်ဖို့ဆန္ဒရှိတယ်။အခုလောဆယ်မှာ club အနေနဲ့ market ကြီးရဲ့ဘိုင်ယန်ကခင်မင်းကြီးကိုလည်းသဘောချနေပြီးတော့ခံစင်မှုတွေကိုတော့တောက်လျှောက်လည်လာနေစေပါ။ West Ham United အသင်းရဲ့နီးပြ Nuno Espirito Santo ကလက်ရှိ United တ်ရဲ့တိုက်စစ်မှုချောရွာဇက်စီကိုခေါ်ဖို့ကာလာနေပြီးတော့ဇက်စီကလည်း အခြားလီတပရီးမီးယားလီဂ်မှာဆက်ရှိခြင်းကြောင့်ဆိုပါတယ်အချိန်ထဲမှာပဲ Newcastle United ရဲ့တိုက်စင်မှု Nick Wardermuller ကတနေ့နေ့တစ်ချိန်ချိန်မှာသူ့ရဲ့အိမ်မက်ကလပ်ဖြစ်တဲ့ Bundesliga က Bayern Munich ကိုပြောင်းရွှေ့ဖို့ဆန္ဒရှိကြောင်းဆိုပါတယ်ဖိုးဖိုးပါကလက်ရှိချိန်ထိကြံ့ခိုင်မှုပြေဝလာခြင်းမရှိသေးတဲ့အတွက်ဒီပြဖြစ်သူကဖော့ပါနေနဲ့နောက်ထပ် international break အပြီးမှပဲသူ ready ဖြစ်နိုင်မှာဖြစ်ပြီးအခုလောလောဆယ်သူပြန်ကစားနိုင်ဖို့ stat အနေငယ်လိုအပ်နေသေးကြောင်းဒီပြဖြစ်သူကအ အတည်ပြုထားပါတယ်။ပါနာတီယာကော့အသင်းကလက်ရှိမှာအရင်လီဗာပူးနဲ့ချယ်ဆီနီးပြဟောင်းဒီဝက်ဖေဘနီဒက်စ်ကိုနီးပြခံဖို့သဘောတူလိုက်တော့ဘနီဒက်စ်ကဂရိထိပ်သီးကလပ်ဖြစ်တဲ့ပါနာတီယာကော့အသင်းကိုနီးပြဖြစ်တောင်းယူပါတယ်။ဘနီဒက်ကတော့တစ်ချိန်ချိန်မှာပရီးမီယာလီဂ်ကိုပြန်လာခြင်းပေမဲ့အခုလောလောဆယ်မှာတော့ဂရိအသင်းကိုပဲအောင်မြင်အောင်ဆွမ်းဆောင်ပြီးပရီးမီယာလီဂ်ကိုသူဘက်ကမျောလင့်သွားအောင်မှဖြစ်တယ်လို့ဆိုထားပါတယ်။ဒါတွေကစိတ်ဝင်စားစရာနောက်ဆုံးရအားကြမ်းစင်ပါအားလုံးကျေးဇူးတင်ပါတယ်။